ကချင်လွတ်လပ်ရေးတက်မတော် KIA အနေနဲ့စည်ရေးရှိမန်းချက်အရဝါလိုမျိုးတိုင်းပြည်တစ်ခုတည်းနဲ့စနစ်နှစ်ခုပုံစံအုပ်ချုပ်မှုမျိုးတောင်းလာနိုင်တယ်လို့ညင်ကြဲလုံငန်းစင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီအန်အန်သတင်းဌာနကိုပြောပါရယ်လက်ရှိမြန်မာနိုင်ငံမှာဝါတက်ဖွဲ့ရရှိခန်းစားနေရတဲ့ကိုပိုင်ပြတ်ထန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်အစဉ်တန်းမျိုးကိုတခြားသောလက်နက်ကိုင်တွေကလည်းစံပြအနေနဲ့ထားပြီးတောင်းဆိုတိုက်ခိုက်ရရှိနေတာပါ KIA အနေနဲ့ကချင်ပြည်နယ်တစ်ခုလုံးကိုစိုးမိုးရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်သွားနိုင်တဲ့အပြင် အဲ့ဒီထက်ပိုတဲ့အခင်းချင်းမျိုးကိုလည်းလှုပ်ဆောင်နိုင်လေလို့ငင်းကြဲလုပ်ငန်းစီမှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ဟိုကချင်ပြည်နယ်အာအတွက်အားလုံးစုံမယူဘူးတော့သူတို့ဆက်လက်လှုပ်သွားမှာတော့ဟိုယုံမလျံရှိပါဘူး။ဒီထက်ပိုကောင်းလေးပိုနိုင်တယ်။တို့တော့လည်းပဲဟိုအဓိကကတော့ အခုတတ်မှတ်ထားတဲ့အချင်းဒီနယ်လောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကျွန်တော်မှားမှားနိုင်တယ်နော်သို့တော်လည်းပူရတဲ့အခါထားရထားတဲ့အခါကျတော့ပူပြီးတော့ဈေးဖြစ်နိုင်တော့ဗောဗျာအဲ့ဒါပါပဲအများကြီးအများထွက်နိုင်တော့ဗောဗျာနော်အော်သူလည်းအော်ဝါရလိုပဲနိုင်တိုင်းပြည်ကတော့တခုတည်းဆယ်နှစ်နှစ်ခုတောင်လုံလုံနေတဲ့အဆင်လည်းဖြစ်နိုင်ပါတယ် သို့တော်လည်းပဲကျွန်တော်အာသင်တာမမလို့ရှင်တော့တရုတ်အဆင့်လောက်တော့တို့မမန်းထားဘူးလို့ထင်ပါတယ်နော်အာဒီဒင်းပြေချက်ပြေပက်ဒရိုရရဲဆိုလို့ရှိလေသူတို့ကပို့ပြီးတော့လက်ခံနိုင်တယ်လို့ကျွန်တော်အာထင်ပါတယ် KIA ရဲ့2024ခုနှစ်မတ်လဆန်ပိုင်းကစတင်ခဲ့တဲ့စစ်စင်ရေးဟောင်းမဟာဗျူဟာမြောက်အရေးပါကြောင်းနဲ့စစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကြားသုံးသပ်မှုတွေရှိကြပါတယ်။ KIA ဟာပြီးခဲ့တဲ့2021ခုနှစ်ကနေ2025ခုနှစ်အတွင်းစစ်ရေးအရရှုံးသွားတဲ့နေမျိုးတွေရှိခဲ့ပေမဲ့လည်းအဲ့ဒီကာလမှာနိုင်ငံရေးအရဆုံးရှုံးမှုမများသေးကြောင်းဒါပေမဲ့2025ခုနှစ်ကနေ2020ခုနှစ်အတွင်းနိုင်ငံရေးအရာတာမကစစ်ရေးအရာမှာပါအများကြီးရှုံးသွားတဲ့အနေအထားရှိခဲ့ကြောင်းလည်းထောက်ပြမှုတွေရှိပါတယ် ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်မှာတော့နိုင်ငံရေးရပြန်အဖက်ဆဲတော့စည်ရေးရအသာစည်းရတို့လှုပ်လာတဲ့အခါမှာစည်ရေးနဲ့နိုင်ငံရေးအသာစည်းရလျက်ရှိကြောင်းလည်းအကဲခတ်တွေကထောက်ပြကြပါတယ်။ KIA ရဲ့စည်ရေးပြူဟာနယ်မြေလုံခြုံရေးကိုပိုင်ဆိုးနိုင်ဖို့အရယူလိုတဲ့အနေအထားဖြစ်ပြီးတခြားသောပထဝီအနေအထားရတော့၎င်းနိုင်ငံရေးအရတော့၎င်းမြန်မာနိုင်ငံရဲ့အနောက်မြောက်တကြောလုံးကိုတင်ပိုက်လိုတဲ့ရည်မှန်းချက်ရှိကြောင်းလည်းသိရပါတယ်။ ဲ့ဒီလိုအနောက်မြောက်တစ်ကျောင်းလုံးကိုတိမ့်ပိုက်ဖို့ဟာမလွယ်ကူတဲ့အပြင်အခုလိုမျိုးကိရိုင်အင်အားကြီးလာတာဟာအနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုကြောင့်လည်းပါဝင်တယ်လို့တိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်ကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲ့တော့တော့အာမလွယ်တော့ပါဘူးကျွန်တော်တို့ဒီအနောက်မြောက်ကကြောလုံးကိုဒီတိတ်ဆိုင်မှာတိုးချာခုတ်ကချင်းမြန်မာတော့သူ့ကိုယ်ပိုင်ချက်ကိုသိကြည့်လိုက်ပါသူ့တော်လာမှာဆန်းလီများပြီးသားဖိုက်တော်လာမှာလေဒါတော့နောက်ကနောက်ခံကောင်းကောင်းမရှိရင်တော့သူ မလွယ်တော့ဘူးအခုကလည်းသူ့အနေနဲ့တော့အနောက်နိုင်ငံရဲ့ထောက်ခံမှုတွေလည်းပါတာပေါ့ဗျာအဲ့ဒါမှလို့ပြောတော့အနောက်နိုင်ငံကသူကပြည်ရောက်သွားတာကိုမဖြစ်ခွာပိုင်းမှာအလုံးလုံးပြခါကြတော့သူ့ရဲ့အင်အားများကြီးကြီးလာတာပေါ့ဒါနဲ့သူကျွန်တော်အဖြစ်နဲ့ဆက်လို့ကသူ့မျိုးသားရင်းဒီဘောင်းနဲ့သူဆောင်းတာဖြစ်တဲ့ဆက်ကြောင့်ပြည်ရရရပါတော့ဒါမဲ့ဘုံစိုးကနေလည်းထိမ့်နေရမလို့ဒီကစားအနေနဲ့လည်းကျွန်တော်တို့ပြည်ရရကိုလက်ခံတာမရှိပါဘူးဗျကျွန်တော်အတိအကျတော့သိချင်နေပါ့ ဘလူရင်းနဲ့မခံဘူးလားဆိုပစ္စည်းတွေကျွန်တော်ချမ်းမြေတွေကတော့ပြန်ရေးစိတ်ဆောက်ဆိုလောကနဲ့မခံတာလည်းရှိတယ်။အမှမတူတာသိပိုက်တော့ဒီအုပ်ချုပ်နေနေမယ်ဆိုရင်တော့တော်တော်များများချမ်းမြေပြန်စားလာမှာပဲလေ။ဒါပြင်ကချင်ပြည်နယ်ကို KIA ကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးလိုက်မယ်ဆိုပါကရှမ်းနေတိုင်းရင်းသားတွေကစတင်ကတော်လန်ကြမှာဖြစ်တယ်လို့လဲတိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်တီအောင်ကပြောပါရယ်။ 1962ခုနှစ်မှာစတင်ဖွဲ့စည်းတဲ့ KIA ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာတပ်မဟာ3ခုအခြေစိုက်ပြီးကချင်ပြည်နယ်မှာတော့တပ်မဟာ10ခုရှိပါတယ်။